ပြန်တန်းချိန်နာရီပေါင်း1200ကျော်အတွေ့အကြုံရှိတယ်။လေရင်မှုစမ်းမီစာပါဝါကလူနေအဆောင်ဘော်ကိုလေရင်ပြတ်မကြမီ။အင်ဂျင်အလုံးမလုံးတော့ဘူးပါဝါကျနေတယ်။အထက်ကိုတက်လို့မရတော့ဘူးဆိုပြီးတော့ရေးပေါ်အကူကြီးတောင်းခံခဲ့တယ်လို့သိရပါတယ်။အဲအိန္ဒိယလေချောင်းလိုင်းမှလေရင်ဟာအဆောင်ဘော်တို့ပြတ်မကြမီအချိန်လေးအတွင်းမှာပဲလေရင်မှုကအင်ဂျင်ပါဝါကျနေကြောင်းအထိတ်တလန့်အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါလျင်ပြက်ကြမှုကြောင့်မြေပြင်အဆောက်အုံပေါ်ရှိလူများအပါအဝင်လူပေါင်း290ထက်မနည်းသေဆုံးခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။လန်ဒန်သို့ဦးတည်ထွက်ခွာလာခဲ့တဲ့ Boeing 787-8 Dreamliner အမျိုးအစားလေယာဉ်ဟာဇွန်လ12ရက်နေ့ကအိန္ဒိယနိုင်ငံအမတာဘတ်လေဆိပ်မှထွက်ခွာပြီးစကတ်ပိုင်းအကြားမှာပဲလူနေထူထပ်တဲ့စင်ကြေပုံးရက်ွက်တစ်ခုအတွင်းသို့ပြက်ကြခဲ့ကောင်ခီးတဲ့တအူးကလွဲပြီးတော့လေယာဉ်ပေါ်ပါလူအလုံးအသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ ပြန်တန်းချိန်နာရီပေါင်း1200အတွင်းကျုံရှိတဲ့လင်းရင်မှုစံမီစာပါဝါကလူနေအဆောင်အုံပေါ်တို့လင်းရင်ပြတ်မကြမီမေတ္တအင်ဂျင်တွေအလုံးမလုံးတော့ဘူးပါဝါကျနေတယ်အထက်ကိုတက်လို့မရတော့ဘူးဟုဆိုကအရေးပေါ်အကူအညီတောင်းခံခဲ့တယ်လို့လည်းသိရပါတယ်။ထို့နောက်လင်းရင်ကပြတ်ကျမှုဖြစ်ပွားခဲ့တာဖြစ်ပြီးလင်းရင်ပေါ်ပါလူ142ဦးအနက်142ဦးသေဆုံးခဲ့ကြောင်းအဲအိန္ဒိယကအတည်ပြုပြောကြားလိုက်ပါတယ်။ စီနီယာလေးရင်မူဟောင်းဆော်ရာဘာနာကာကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကကိုရီးယားနိုင်ငံမှာဂျဲဂျူအဲလေကြောင်းလိုက်မှလေရင်ပြတ်ကျမှုဖြစ်စဉ်ကဲ့သို့အင်ဂျင်တွေဟာငှက်ကိုတိုက်မိပြီးနောက်ချုပ်ရင်းသွားတာမျိုးဖြစ်နေကြောင်းပြောပြထားပါတယ်ဗီဒီယိုဖိုင်ကိုကြည့်ရတာတော့လေရင်ကငှက်အုပ်ကိုဝင်တိုက်မိပုံရှားတယ်။စပြီးတော့ပြန်တက်ချိန်မှာဘာမှမဖြစ်ဘူးလေဟုဆိုကလကောင်းကပြောပြထားပါတယ်။ University College Birmingham မှာလေကြောင်းစီမံခန့်ခွဲမှုဆိုင်ရာကတိကစာလစ် College ကတမိုင်းချောင်းအရာအရင်တုန်းကဒီတဝိုက်မှာငှက်နဲ့တိုင်မိတဲ့ဖြစ်စဉ်တွေအများပြားရှိခဲ့ဘူးတယ်။ဒါကတော့ဖြစ်နိုင်ခြေတွေကတခုပေါ်ဟုပြောကြားခဲ့ပါတယ်။အဲအိန္ဒိယလေကြောင်းလိုင်းရဲ့လေရင်ပြတ်ချမှုမှာပါသွားခဲ့တဲ့ပိုင်လော့နှစ်ဦးဟာလေရင်ပြတ်မချခင်အချိန်ရဲ့တွင်သူတို့အနေနဲ့လေရင်ကိုဘယ်လိုမှထိန်းချုပ်မရတော့ကြောင်းလေရင်ရဲ့စပိုင်းဆိုင်ရာဘယ်လိုမှအလုံးမလုံးတော့ကြောင်းပြောကြားထားကြတယ်လို့ဆိုပါတယ်။ သူတို့နှစ်ဦးစလုံးဟာလင်းရင်မောင်းနေမှုအတွေ့အကြုံရှိပြီးသားသူတွေဖြစ်လို့အခုလိုဖြစ်ရမျိုးကြုံခဲ့ရတဲ့တခြားအကြောင်းရင်းကို Black Box ကနေတဆင့်ဆက်လက်စစ်ဆေးကြည့်ရှုနေတယ်လို့လည်းတာဝန်ရှိသူတွေကဆိုထားတာဖြစ်ပါတယ်။